Ay, qué sura, Cuidar la sura, para más a Para más basura, a de así, tía. အရေးကြီးတာမိမိခန္ဓာကိုယ်ရဲ့အမှန်တရားကိုမသိမှုပါသက္ကတတိယရင်းကဖြစ်တယ်ရူပံအတ္တတောသုံးလူပတ္တိရူပံဖောက်ပြန်တဲ့အမှန်တရားကိုအတ္တတောမိမောကြပုဂ္ဂိုလ်တ attva အနိစ္စရာအတ္တရဲ့လို့သုံးလူပတ္တိရှိမှုဤ ိုယ်ကိုယ်တိုင်သိနိုင်တဲ့ကိုယ်ခန္ဓာရဲ့အမှန်တရားကိုကိုယ်သိအောင်လက်ကျင့်တဲ့စရာစပါပြီးတော့သဘောပေါက်သွားရဲ့ကာမရူပအရူပဆိုတော့ဘုံသုံးပါးဖြစ်ရှိတဲ့ယုံနာအားလုံးကလည်းဒီတိုင်းပဲလို့သိသွားမိမိရဲ့အနိကဆုံးဖြစ်တဲ့ခန္ဓာကို ကာယစပ္ပိစဖုတ္တဝိစဥပစီကာဝိညာဏကိုယ်နဲ့သိနိုင်တဲ့အသိကိုစတင်ပြီးတော့လေ့ကျင့်တာဒါဆွေးမြင်တော့မှဘယ်တားသိနိုင်လဲဒါကြောင့်အနိကကိုယ်ရင်သိနိုင်တဲ့ခန္ဓာရဲ့သဘောပေါ့

တော့ရှိနေတဲ့အရှိတရားကိုရှိမှန်းသိသည်သူ့ရဲ့လက္ခဏာကိုကြည့်ပြီးဖောက်ပြန်တဲ့သဘောသိရဒါမှန်တရားဆိုပါမကိုစသိတာပဲအဲ့ဒီအသိဟာခက်ခါတကတော်တော်လေးလာပြီတော့ခိုင်ခိုင်မာမာဖြစ်သွားတယ် အသိစိတ်ခိုင်မာတာနဲ့အမျှမိမိရဲ့သံဃာလွတ်ကြောင်းမဂ္ဂနိဗ္ဗာန်ရကြောင်းဒါတွေဖြစ်သွားမိမိမဂ္ဂနိဗ္ဗာန်ရဖို့အတွက်ခန္ဓာရဲ့အသိကိုကိုယ်ကိုယ်ရင်သိနိုင်တဲ့အနေအဆအကြီးလေးချင်ထောက်ပြတဲ့သဘောသိနေပါ ကိုယ်ခန္ဓာရဲ့အရှိတရားကိုကိုယ်အသိနဲ့ထပ်ခါထပ်ခါသိတော့အားဖြင့်ယုံကြည်မှုရမယ်ဒီသဘောတရားကအမှန်လို့နိဋ္ဌံကိစ္စတိဆုံးဖြတ်ချက်ကြတော့ဒါကိုယ်အတွက်စိတ်ချရတဲ့အချက်ကျင့်ဖို့များသောထက်ခါတကသိမှုပါ မိမိတို့ခိုင်မာတဲ့အာဟုဆရာဖြစ်ပါ ko nay man đi ေ့လာပြီတော့မှယုံကြည်ခြင်းရအဲမိမိတို့ရဲ့ဘောဖန်လေးပါတော့တဏ္ဍာကြီးမားတဲ့အထောက်အကူကြီးပဲ။ တော့ရှုချက်များများရအောင်ခန္ဓာမှာဖောက်ပြမှု မျိုးစုံနဲ့ဖွဲ့စည်းထားတဲ့သဘောတရားတွေဘယ်ဖောက်ပြမှုဘယ်တွေ့တွေ့ဒါခန္ဓာမှာမှားရှိနေတဲ့သဘောတရားတွေပဲဖောက်ပြများတေတမှုနေတဲ့မှုခိုင်မာမှုမရှိတဲ့ ်ခေါက်ပြမှုသဘောတရားယူတယ်လို့သိပါဦး प्रिय मटिया खाना माँ श्री प्रियमय ओम त्रिठान ခန္ဓာရဲ့အရှိတရားထောက်ပြမှုတို့ကတော့အမြဲရှိနေဒီရှိတရားမိမိအသိဉာဏ်တည်းရောက်အမှန်ရှိနေတဲ့သဘောတရားတွေပဲဒါယုံကြည်ရရရင်မိမိအသိဉာဏ်တည်းရောက်လာ ညွန်ဒီရရမှာစိတ်ချလုပ်တယ်အသိဖြစ်လာမိမိတို့ဒီဖောက်ပြန်တဲ့သဘောသူ့ပေါင်းထားတဲ့ခန္ဓာပဲလို့သိတယ်အသိဟာဒီခန္ဓာရဲ့သွားရလားဆိုသိတဲ့စီစီဒီသိနဲ့သွားမသိစားအသိဥခုကနိုင်တာဒီသိပဲ ခန္ဓာဒီတည်တံ့ခိုင်မာမှုမရှိတဲ့တောရပါရစမကောင်းတဲ့သဘာဝတရားတို့ဖောက်ပြန်ပျက်စီးနေတဲ့ခန္ဓာရဲ့လုံးဝလူတွေပြန်နှစ်တဲ့ဇာတောရဇာမရှိတဲ့သဘောတရားစုပဲဒီလိုသဘောပေါက်ခန္ဓာကို ခောက်ပြန်မှုလေ့လာထားရင်ဒီလိုခန္ဓာမသိတဲ့အသည့်မဆုံးမယုတ်တေရကြီးမှာအင်းလာစိတ်ချတယ်ဒီဒါပြည့်ရအောင်မဟုတ်ဘူးပရမအယဒုက္ခပေးမှာပြည့်ရအောင်ဒုက္ခပေးမဲ့ပြည့်ရအောင်လို့တားနိုင်စီးနိုင်တာကိုယ်ရင်ခန္ဓာမှာတွေ့လာတဲ့သဘောတရားဒါအပြင်ဘက်ကဒုက္ခပေးမဲ့ အာယုံတွေကိုလုံးဝတားလိုက်သူတို့ကခန္ဓာကိုယ်ထဲမှာရှိတာဟုတ်ဘူးအပြင်ဘက်ကမိမိကြံဖန်ယူတဲ့အစွဲဓာတ်ခန္ဓာမှာကိုယ်တိုင်တွေ့နေရတဲ့အတွေ့သိရတာချင်းမတွေ့ပါဘူးအဲ့တော့ဒီအသိကိုရင့်ကျက်အောင်များများသိအောင်လေ့ကျင့်ပေးထားပါညာအစိမ့်ကအနေနဲ့ခဏခဏနေတိုင်းနေတိုင်းဂရိရတဲ့တစ်ချိန်တစ်ချိန်မှာနှလုံးသွင်းသွားရင်ဒီအသိလေးတွေကနေ့စီပါသွားရင် အဲ့ဒါစိတ်ချတာတော်ဒီရသိလိခြင်းကောထခတကတိပိထခတကတိပိယုံကြည်ရအောင်ဒီယုံကြည်ချက်ဟာမိမိလူရှင်နဲ့မက်ကိုနေပါရဲ့အထောက်ပါ ကိုယ်ခန္ဓာအရှိ ဖောက်ပြန်မှုကိုယ်ကိုယ်လည်းသိတဲ့အသည့်ဖြစ်အောင်လေ့လာပါလေ့ကျင့်ပါ ပိတတ်တဲ့စိတ်ခန္ဓာကိုယ်မှာညီညီသက်သက်ရှိနေရခန္ဓာရဲ့သဘောဝဖောက်ပြန်မှုလို့မသိပဲမနေပါဘူးမိမိတို့ကဆက်ခါဆက်ခါသိဖို့ပဲသမောက္ခရလုံးလုံးဝူရီယံနဲ့အာထုတ်ပြရတယ် တဏှာပြီးတဏှာဆွတ်ဆွတ်ပြီးတော့ခဲခတ်ကြည့်ရခန္ဓာတော်လုံးမှာမိမိတို့တဏှာမှာဖောက်ပြန်တဲ့သဘောကိုဖောက်ပြန်တယ်လို့သိပြီးတဲ့နောက်တဏှာဆွတ်ကြည့်တဲ့အခါမှာပုံစံတစ်မျိုးနဲ့ဖောက်ပြန်တာတွေ့တယ်ဒါလည်းသူဖောက်ပြန်တဲ့သဘောပဲ ဒီဖြစ်ဖြူကြည့်လည်းပဲအန္တနုံးပြန်နဲ့ဖောက်ပြန်တဲ့သဘောတွေနဲ့တွေ့ရတယ်ဒါလည်းသူတို့ဖောက်ပြန်မှုမျိုးစုံလေးကတစ်မျိုးပေါ့အဲ့တော့ဒါယူကျန်တာနဲ့နုံးညာနဲ့စသည်ဖြင့်ပညာနဲ့မတက်ဖဲနဲ့ခန္ဓာရဲ့သဘာဝလက္ခဏာတွေတည်ငြိမ်ခိုင်မာမှုမရှိတဲ့ ကောင်းပြန်မှုတွေပဲပြောင်းလဲမှုတွေပဲဒါသာလဲအမှန်လို့ယုံကြည်ချက်ဖြစ်အောင်ခရုဆိုင်ပြီးတော့ရှုပါ ပါရမတ်ဆိုတာမိမိကိုအကျိုးပြုမတရားပညာဆိုတာမိမိကိုဒုက္ခပေးတဲ့တရားဒါတော့အမြဲဆုံးအမြဲဆုံးဖြစ်တဲ့နိဗ္ဗာန်ကိုမြတ်ဖို့ပြုလို့အားထုတ်တဲ့ပုဂ္ဂိုလ်များတွေ့ प्रचुरती में परमा मदी मक्षित कैसा परमा जो है मान लिया मदी ही है ये भी सही है छा मानी जो थोड़ा मशीन तीन या पैसे वाला तीन या तो मिमी हो अभी फांडी वाला ။ဒါဒုဝိသ္စာနိဘုဒ္ဓံနိသံဝတ္တဝရတံဝရော။သမုဒိံပရမတ္ထသတတ္တယနုပလောတိ။တတ္တယမြောက်သစ္စာရလို့မရှိဘူး။ပရမတ္ထသစ္စာဥတိအတိမတိသမုဒိသစ္စာလော။အဲတော့အကျိုးပြုမဲ့ပရမတ်ကိုမိမိတို့ဖောက်ပြန်တယ်လို့သိရင်ဒီမသိရင်ဒုက္ခဘူးမပညာရှိစိတ်ရောက်မှာ။ဒါကြောင့်မြတ်စွာဘုရား ဂရုဒဇိုက်တတိထားဆိုတော့ပရမတ်ကိုညွှန်ပြပေးတာတောင်ဒီခန္ဓာရဲ့သဘာဝအမှန်တို့ဒီဖောက်ပြန်တဲ့ဘဝတွေပဲဖောက်ပြန်နေရတယ်ပဲနေတဲ့မှုတည်တဲ့မှုခိုင်မာမှုမရှိတဲ့ရွှေရှက်ပြည့်စည်နေတဲ့ဖောက်ပြန်မှုတွေပဲ ခရုတစိုက်လေ့လာရင်လည်းဆက်ခါဆက်ခါသိပြီးတော့ ဒီခန္ဓာရဲ့အမှန်ကိုအသာသိဖို့လေ့ကျင့်မှုမိမိရရသောသောမြင်မြင်ဖြစ်အောင်ထပ်ခါထပ်ခါသိနေပါ စိတ်ကိုငြိမ်ငြိမ်ထားပြီးတော့တဘာဝတရားကိုသိနေပါဖောက်ပြန်တဲ့သဘော မြတ်စွာဘုရားတက်ထိုက်တဲ့ဝိညာဉ်နဲ့ပတ်သက်လို့ဝိညာဉ်တို့သိနိုင်တဲ့လုံလောက်သိလောက်အောင်ပြောပြပြီးတာကိုယ်ခန္ဓာမှာဖြစ်ရှိနေတဲ့သဘောတရားကိုကိုယ်တိုင်ကိုယ်စိတ်နဲ့ကိုသိရလို့ရတဲ့ကိစ္စပဲ။ ခန္ဓာသဘောတရားကိုထောက်ပြတာမင်းတို့သတိမထားလို့စိတ်မငြိမ်လို့မတွေ့တာဒါမိမိအဖြစ်ပဲစိတ်ငြိမ်ငြိမ်နဲ့သတိထားရင်တော့ဒါဒီမသိเสียမရှိပါဘူးကိုယ်ခန္ဓာနဲ့ကိုယ်သိဘယ်လိုကြည့်ကြည့်ဘယ်တော့ကြည့်ကြည့်ဘယ်ချိန်ကြည့်ကြည့် ဘယ်လိုဆက်ပြီးတော့တည်နေပါအချိန်နည်းတော့ကြီး တရားထုတ်တဲ့ယောဂီရဲ့စီမင်းဟာဗราဏိယတော့မှာအတ္တထောဟောဒီအမယောမလိမ်မကောက်ဖြောက်စင်းရမယ်ဘုရားခန္ဓာတွေ့တာကိုဖောက်ပြန်တဲ့သဘောကိုမိမိကတမျိုးတူပူရဲရဲစသည်မှတ်ရင်ဒါမဖြောက်နိုင်ဘူးဖြစ် ခန္ဓာပရမတ်ဆိုတဲ့သဘောတရားတွေပူရေရတဲ့စသဖြင့်မပြောပါဘဲနဲ့ပြောလို့ပြောသိခြင်းတော့မှားရနေသည်မစောက်ကောင်းနေသည်တောအတ္တထောဟောဒီအမယောဖြောက်ဖြောက်စင်စင်ခန္ဓာတူတဲ့သဘောကိုဖောက်ပြန်တဲ့သဘောဒီလိုမှမှန်သိရတယ် နေမျိုးစုံနဲ့ဖောက်ပြန်တယ်ဒီဖောက်ပြန်နေတယ်ဖောက်ပြန်တဲ့သဘောဖြောက်ပြောက်မှန်မှန်သိသွားရင်ဒါအလုပ်ဖြစ်သွားတာကျိုးစားရှိပါကားရဲ့အချိန်ပြည့်သွားပြီ